အက်ကလစီကိုပွဲမတိုင်ခင်ဂေါ်ဂျီရရှ်ရဲ့3ဘေးချင်းကိုခံလိုက်ရတဲ့ရီယေစူပါဆန်နီရဲ့ည9:45မှာမက်ဒရီမြို့မှာရှိတဲ့ဘာနမျိုးကွင်းထဲမှာရီယယ်မက်ဒရစ်အသင်းနဲ့ဘာစလောနာအသင်းတို့ဟာဘာပြန်ကြားပြန်နဲ့ရှင်ပိုင်သွားကြတော့မှာဖြစ်ပြီးတော့ဘယ်အသင်းကပိုပြီးတော့ကောင်းလဲဆိုတာမြင်တွေ့သွားတော့မှာပါအစင်လာမှာပြပြန်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့ရီယယ်မက်ဒရစ်နဲ့ဘာစလောနာတို့ရဲ့ထိတိုက်တွေ့ဆုံမှုတွေဟာခုတစ်ပတ်မှာလည်းမှန်ကန်ကြည်ကောင်းမဲ့အက်ကလစီကိုပြိုင်ပွဲဖြစ်မြင်တွေ့သွားဖို့ရှိနေရပါဒီကဆုံးထိတော်မှာကရီယယ်မက်ဒရစ်ရဲ့ဘာနမျိုးမှာဖြစ်ပြီးတော့ပြီးကြတဲ့ရာသီကသမိုင်းကြောင်းကိုပြန်လှန်ပြီးတော့ကြည့်လိုက်ရင် အချိန်ရီမတ်ရစ်တဲ့ဟာဘာစလိုနာတို့ပြုခဲ့မြအချိန်နေနူးခဲ့ရတာပါကလပ်သင်းခြေစောင်းဝဲအားဆလုပ်ပေးခဲ့တဲ့ရာသီက9ချိန်တိတိဆုံတွေ့ခဲ့ရမှာဘာစလိုနာကဆိုပါ9ချိန်လုံးနိုင်ပြထားခဲ့တာဖြစ်ပါတယ်ကလပ်သင်းခြေစောင်းဝဲမှာတကူနှစ်ကူနဲ့နိုင်ခဲ့သလိုလာလီကာပွဲသမင်းကစားခဲ့တဲ့ဘာနဗျူကွိတဲ့ကပွဲသမားလဲဘာစလိုနာသင်းက၄ကိုပြနဲ့နိုင်ရသွားခဲ့တာပါကိုပတရီဖလားပြိုင်ပွဲမှာလဲဘာစလိုနာက3ကို2ကိုနဲ့အနိုင်ပြသွားခဲ့သလိုလာလီကာဒုတိယကျောပွဲသမင်းဖြစ်နေကစားခဲ့တဲ့နူကန်ကွိင်းနဲ့မှာတော့ဘာစလိုနာက၄ကို3ကိုနဲ့ထပ်ပြီးတော့အနိုင်ရသွားခဲ့ပါတယ် ပြောပို့ကြံခဲ့တာကဇော်နီမီမာသွားဥစားခဲ့တဲ့စူပါဖလားဘိုလူပွဲမှာလဲဘာစရာတင်းကရီယယ်မက်ဒရစ်ကို၅ဂိုး၂ဂိုးဆွဲရလာနေတူနိုင်ရရှိသွားတာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်တော့ပြီးခဲ့တဲ့ရာသီဘာစရာတင်းနဲ့ဆုံးတွေ့ခဲ့တဲ့ခါတိုင်းအဆုံးအနေနဲ့ပဲရင်ဆိုင်ခဲ့တာပါ။အဲ့တော့ဒီတစ်ပတ်ကစားမယ့်ပွဲတွေမှာအင်ရှင်ရီယယ်တင်းနေတဲ့ဘာစရာဘောလက်စားပြန်ခြေပြနိုင်မလားဆိုတော့လဲစောင့်ကြည့်သွားမှာပါ။အဲ့လိုပြန်ဆိုင်ပြင်းထန်တဲ့အက်ကလစီကိုပြန်ပွဲမှာပထမဆုံးပါဝင်ရှင်ပြိုင်သွားမယ့်ဘာစရာတင်းရဲ့တိုက်စိတ်စားမဖြစ်သူမာကတ်ရက်ဖို့ကတော့ပြန်ဘက်ရီယယ်မက်ဒရစ်ကိုသတိပေးမှုပြုလုပ်သွားပြီးတော့သူ့အနေနဲ့ဘာစရာတင်းစီပြောင်းရွှေ့ကစားခြင်းခဲ့တဲ့အကြောင်းအရာတွေထဲမှာ ရီယယ်မက်ဒရစ်လိုမျိုးပြိုင်ဘက်တွေဖြစ်တဲ့ကစားမဲ့အက်ကလစီကိုပြိုင်ပွဲမှာပိုင်ကစားပြီးရီယယ်မက်ဒရစ်နဲ့ရင်ဆိုင်ခြင်းနဲ့အတွက်ကြောင့်ဆိုပြီးတော့ပြောလာပါတယ်မာကက်ရက်ရှိုးကမိုင်ငါးနဲ့ငါးနဲ့ပြောင်းရွှေ့လာပြီးကလေးကထင်ကြီးစွာခြေသွမ်းပြသနေပြီးတော့အင်္ဂါနေ့ညအိုလမီယကော့စ်ကို6-2နဲ့နိုင်ရခဲ့တဲ့ပွဲမှာလည်းနှစ်ဂိုးတီသွင်းနိုင်ခဲ့ပါသေးတယ်အသက်28နှစ်ရွယ်တာစီမွန်လက်ရှိမှာတော့ဘာစလုနာအတွက်သွင်းကုန်5ခုနဲ့ဂိုးမှန်မှု4ချိန်ပြီးလုထားနိုင်ခဲ့ပြီးတော့ဒီတစ်ပတ်ဘာနေပြို့သွားကစားမဲ့ပွဲမှာပထမဆုံးအက်ကလစီကိုပွဲအရသာမြေဆန်းခွင့်ရမှာဖြစ်ပါတယ် ်ဘာစလိုနာတရားတန်တင်းကုန်ဒီနေ့မှာနိုင်စားနိုင်တဲ့အဓိကပြိုင်ဘက်ရီယယ်မက်ဒရစ်ကိုကြောပြပြီးမက်ဘီဆာထိန်းဆုံးမှာဦးဆောင်သွားနိုင်မှာဖြစ်ပြီးတော့ဘာကက်ဇွတ်ဖုတ်ကအက်ကလစီကိုပွဲမတိုင်ခင်သတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်အင်္ဂလန်သားကရီယယ်မက်ဒရစ်နဲ့ကစားမယ့်ပွဲကအရေးကြီးတဲ့ပွဲဖြစ်ပြီးတော့ကျွန်တော်ဒီလိုလာတဲ့အကြောင်းအရင်းတွေကတခုပါကျွန်တော်ဒီပွဲကိုပါဝင်ကစားပေးဖို့မျှော်လင့်နေပါတယ်ကျွန်တော်ဒီပွဲကိုပါဝင်ကစားပေးဖို့စောင့်မျှော်နေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်မာကက်ဇွတ်ဖုတ်ကလည်းအက်ကလစီကိုပွဲမတိုင်ခင်ရီယယ်မက်ဒရစ်ကိုသတိပေးမှုပြုလုပ်ခဲ့တယ်လို့လူငယ်တိုင်းစိတ်ကစားမှာ ။လမိုင်းရမဲကလည်းဘာနေပြီးမှကစားမယ်ပွဲတင်မတိုင်ခင်မှာအခုလိုလေးတိုက်သွားခဲ့ပါလေ။ဘာနေပြီးကခက်ခဲလားလို့မေးမေးလိုက်တာလား။ကောင်းပြီဒီကွင်းရငါတို့ဘာဆိုရတော့မခတ်ပါဘူး။နောက်ဆုံးချိန်စားခဲ့တော့ငါလည်းဂိုးသွေးပြီးတော့အတင်းက4စီးနဲ့နိုင်ခဲ့တာလေးဆိုပြီးပြောသွားပါလေ။လမိုင်းရမဲကတော့ဘာနေပြီးမှကစားမယ်အက်ကလစီကိုပွဲတင်တော့ပူပင်မှုစွာရှိမနေဘဲနဲ့အင်တာဗျူးဖြေနေပျော်ရွှင်တက်ကြွနေတာပါ။တကယ်လေဘာဆိုရတော့ Real Madrid ဆိုတာ channel ကဂျက်ကလင်းဟာကလေးလို့ဖြစ်ထားခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့တရားစီလုံး၅ချိန်မှ၅ချိန်စလုံးအနိုင်ယူထားခဲ့တာဖြစ်တဲ့အတွက်ဒီနေ့မှလည်း Barcelona ကစားမရီဟာယုံကြည်မှုပြည့်ရှိနေခဲ့တာဖြစ်ပါတယ် တခြားအသင်းတွေအတွက်ဘာလို့ပြောကြောက်စရာဖြစ်ခြင်းဖြစ်မယ်ဘာစရွန်အတွက်ကတော့ငယ်စဉ်ကတည်းကဖင်ပုတ်ကောင်းပုတ်နဲ့အနိုင်ကျင့်နေလို့ကျင့်လာခဲ့တဲ့ကလပ်သင်းတသင်းကွင်းတွင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်